ဗီဒီယိုရဲ့အစမှာတော့ Frontman ကြည်ကြည်နဲ့မိနီတို့ဆုံတွဲက Squid Game ကစားကွင်းကနေပြေးလာခဲ့ကြပါတယ်။လမ်းတစ်ပွဲရောက်တော့ရပ်လိုက်ကြပါတယ်။ပြီးတော့မျက်နှာဖုံးတက်ပြီးတော့ပြစ်လိုက်တဲ့ကြီးတွေကိုကာလိုက်ပါတယ်။ကြည်ကြည်လည်းကြီးဆန်တွေကြောင့်လဲကျသွားတယ်။မိနီလည်းရှော့သွားပြီးအထင်နဲ့ငိုနေခဲ့ပါတယ်။ဒါပေမဲ့မတည်သေးပါဘူး။ဘာလို့လဲဆိုတော့သူ့မှာကြီးကနိုင်တဲ့မုံပြားတွေရှိနေလို့ဖြစ်ပါတယ်။မိကီကတော့ဒေါသတွေထွက်နေပါတယ်။ကြည်ကြည်တို့လည်းထွက်ပြေးကြပါတယ်။ ဒါပေမဲ့အရှိမလည်းဖမ်းမဲ့ကောင်တွေထွက်လာခဲ့ပါတယ်။ကြေကြေတို့လည်းလန့်သွားတယ်။အဲ့ဒါနဲ့သူ့ရဲ့မုံပြားနဲ့ပြစ်လိုက်တာတကောင်ရှောသွားပါတယ်။မိနီကလည်းလာဖမ်းတဲ့ကောင်ကိုပိတ်ကံပြစ်လိုက်ပါတယ်။ကြေကြေကလည်းလာတဲ့ကောင်တွေအားလုံးကိုမျက်နှာဖုံးနဲ့တစ်ချက်ချင်းစီပြင်းလိုက်ပါတယ်။ဒါပေမဲ့သူ့နောက်ကနေပေါ်လာတော့အဖမ်းခံလိုက်ရပါတယ်။ဟာဟာဟာ Nalatani Lumatania la Genetia Guba Panaisengua မိနီလည်းတတိလွတ်ပြီးအဖမ်းခံလိုက်ရပါတယ်။အဲ့လိုနဲ့ជីជីတို့လည်းအဖမ်းခံရပြီးပါသွားခဲ့ကြပါတယ်။ဒီလိုနဲ့ VIP အခန်းထဲကိုဝင်လာခဲ့ကြပါတယ်။ CIA တွေကျွန်တော်တို့ဖမ်းလာရေး။မိနီကိုလည်းဒူးထောက်ခံလိုက်ပါတယ်။မင်းတကယ်ပဲငါတို့ CIA တူမောက်ကိတိမီထွက်သွားနိုင်မယ်လို့မင်းချိန်ညာလား။မရှိဦးစမှနေကွာ။မင်းတို့လည်းပေမထွက်သွားလို့ရမှန်းဖောက်ဖို့သူ့ကိုချူလိုက်စမ်း။မင်းအနေနဲ့သူ့ကိမြမဆော့ဖို့မင်းကိုယ်တိုင်စတင်ရမယ်။ပန်းရောင်ကောင်တွေကကြည်ကြည်ကိုခလုတ်စီတဲသွားပါတယ် ကစားကွင်းကိုသူမောက်ချိလိုက်တော့မလောက်ဘူးနာပက်တော့မလုံးမမှဘူးကွာဖီအာဘီလည်းစိတ်တူသွားခဲ့တာပေါ့ပန်းအောင်ကောင်ကအခုမစဘူးဆိုရင်ဒီညမှာတင်လက်စဖြောက်လိုက်မယ်ဆိုလို့ကြည်ကြည်လဲကြောက်ကြောက်နဲ့လက်ခံလိုက်ရပါတယ်နှိမ့်လိုက်တဲ့ချိန်မှာတော့မီကီမိနေနဲ့ပလေယာတချို့ပျောက်သွားပြီးကစားကွင်းထဲရောက်သွားပါတယ်အချိန်9မိနစ်ပေးထားပြီးအယုံမကြီးဟာ green light လို့អော်ပြီးနောက်ကိုလှည့်သွားပါတယ်မိနေနဲ့ပလေယာကွင်းထဲကိုဝင်သွားခဲ့ကြပါတယ် ။မီကီကတော့မိနီကိုဒုက္ခပေးမဲ့အကြည့်မျိုးနဲ့ကြည်ကြည်ကိုကြည့်လိုက်ပါတယ်။ကြည်ကြည်လည်းသူ့ကောင်မလေးကိုထိတော့မှသီးလို့တင်းသွားခဲ့ပါတယ်။အကြည့်မောက်ကနေဝင်းဝင်းနေပေးပါ။ကြည်ကြည်လည်းတခါတည်းကိုတွန်းထုတ်လိုက်ပါတယ်။ဒီကောင်ပြည့်စံ။ပန်းရောင်စက်သားကပြစ်ပေမဲ့မထိပ်ပါဘူး။သူပဲအပြင်းခံလိုက်ရပါတယ်။တစ်ဖက်မှာတော့မီကီကမိနီစီကိုလိုက်နေခဲ့ပါတယ်။နောက်တော့စီပလင်းထုတ်လာပြီးတော့မိနေစီပြက်လိုက်ပါတယ်။အယုံမကြီးက red light လို့អော်လာပြီးလှဲ့လာပါတယ်။ မိနီကတော့မီကီရဲ့စီတွေကြောင့်စတင်တိုင်ပတ်ပါတော့တယ်။အယုံမကြီးကလည်းလှူရှားနေတဲ့သူတွေကိုရှာနေရင်မိနီကိုတွေ့သွားခဲ့ပါတယ်။ပန်းအောင်စစ်သားတွေလည်းမိနီကိုဝမ်းကြည့်ကြပါတော့တယ်။ဒါပေမဲ့မိနီကိုမထိပါဘူး။တစ်ဖက်မှာတော့ကြည်ကြည်ကမိုးပြန်ချက်ကိုယူပြီးပတင်းပေါက်ကနေခုံဆင်းသွားခဲ့ပါတယ်။ပန်းအောင်စစ်သားကတော့နောက်ကနေအသက်ကုန်လိုက်ပြစ်ပါတယ်။ကြည်ကြည်ကအောက်ကိုရောက်တော့မိုးပြန်ချက်ကိုဖွင့်ပြီးတော့ပြန်ပါတယ်။မိနီကတော့စူးစမ်းပြီးရှေ့ဆက်နေခဲ့ပါတယ်။ ဒါပေမဲ့ကြီးစံမှန်ပြီးအောက်ကိုပြုတ်ကျသွားပါတယ်။ကြည်ကြည်ကအမြန်ပြန်လာခဲ့ပြီးတော့ပြုတ်ကျသွားတဲ့မိနီကိုကယ်တင်လိုက်ပါတယ်။အိုးနေရာနားရဲ့သူရဲ့ကမှပဲဟာ VIP ကတော့ပန်းရောင်ကောင်ပြစ်တာအသုံးမချလို့တုံးချပြီးသူကိုယ်ရအသက်ကောင်ဝင်ပြစ်ပါတယ်။နောက်ဆုံးကြည်စံမှာတော့မိုးပြန်ချက်ကိုမှန်သွားခဲ့ပါတယ်။မိုးပြန်ချက်ကြီးကအထင်းကိုမှဲ့သွားပါတယ်။ဘာတမ်းမှန်သေးလဲအပြည့်မကြည့်ရမရှိဘူးကွာ။နေကီယာကြည်ကြည်အပေါ်လမ်းခုံပြီးခိုးစီးနေခဲ့ပါတယ်။ မိနီယာရုံမကြီးစီအမြန်ခုံဆင်းလိုက်ပါတယ်။ဂျေဂျေကမိကီကိုခါချပေမဲ့မကြပါဘူး။အရာနဲ့ကန်ချပါတယ်။မိနီယာအယုံမကြီးအပေါ်တက်သွားခဲ့ပါတယ်။ VIV ရဲ့ဂန်ကတော့ကြီးကုံသွားပါပြီ။မိနီကအမြန်အယုံမကြီးရဲ့ခန္ဓာကိုယ်ထဲဝင်သွားခဲ့ပါတယ်။အထဲမှာတော့အယုံမကြီးကိုထိန်းချုပ်နေတဲ့ပန်းရောင်ကောင်မြင်လိုက်ရပါတယ်။ပန်းရောင်ကောင်ကနှောက်ကိုလှည့်ကြည့်လိုက်ချိန်မှာမိနီပုံနေခဲ့ပါတယ်။တကယ်တော့သူ့နောက်တက်တက်မှာပါ။မိနီကခုံကိုဆွဲပြီးအဲ့ဒီကနေဝဲထုတ်လိုက်ပါတယ်။ ပြီးတော့ခုံမှာတက်ထိုင်ပြီးအယုံမကြီးကိုစတင်ထိန်းချုပ်ပါတော့တယ်။ပြီးတော့မီကီကိုပြေးရမယ့်တာဂက်ဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။အချင်းကြီးရောမကောင်းတော့ဘူး။ပန်းအောင်ကောင်တွေဝိုင်းပစ်ချိန်မှာတော့မီကီအောက်ကိုကျသွားပါတယ်။အချင်းကတော့၁၀စက္ကန့်ပဲကြာမှာတယ်။ရွာသားတချို့ကအချင်းပြည့်နေပြီမလို့အမျက်ရှိကိုတက်ကြပါတယ်။အယုံမကြီးကလှုပ်ရှားနေတဲ့သူတွေကိုမှတ်ထားလိုက်ပါတယ်။မီကီကတော့ကြက်ကဘာနားမှာကတ်နေတော့မှာပဲတချို့ရွာသားတွေကတော့ရှော့ကုန်ပါတယ်မိနီကအယုတ်ထဲအထွက်ပြီ ကြည်ကြည်အပေါ်ခုံတက်သွားခဲ့ပါတယ်။ပြီးတော့ VIP အခန်းထဲကိုဝင်သွားခဲ့ကြပါတယ်။မီကီကအကုန်လုံးကြောဖြတ်ပြီးကစားပွဲကိုအနိုင်ယူလိုက်ပါတယ်။ကြံခဲ့တဲ့ player တွေကတော့ရှော့ကုန်ပါတယ်။မင်းတို့တွေဒီကနေ့ထွေးပြေးလို့ရမထင်းနေတော့မဲ့လား။မီနီကကြည်ကြည်ရဲ့မိုးပြန်ချက်ကိုဖြုတ်ပေးလိုက်ပါတယ်။နောက်တော့အခန်းထဲကနေအမြန်ထွက်ပြေးကြပါတယ်။ဒီလိုနဲ့နောက်မှာတော့ VIP ကမီကီကိုဒုတိယကောင်းဆောင်ဖြစ်ခန့်အပ်လိုက်ပါတယ်။မင်းတို့စိတ်ပြောင်းတော့မလုပ်နဲ့အခုတောင်းရှာပြီတော့ မိကီယာသူ့လူတွေကိုဘယ်သွားရမလဲဆိုတာကိုခိုင်းပြီးတော့လိုက်ရှာပါတော့တယ်။ជីជីငါအရင်ကြောက်တယ်ဟာ။စိတ်မပူပါနဲ့ဟာ။ဒါနီကိုကားဝဲပေးမှာပါ။အဲ့ဒီအချိန်မှာအတန်တခုကြားလိုက်ရပါတယ်။ជីជីသွားကြည့်လိုက်တော့မိကီတို့လာနေတာပါ။ကြေကြေတို့လည်းကြောက်ကြောက်နဲ့ပြေးရင်အခန်းတွေရွေးရတဲ့ကစားကွင်းနဲ့ဝင်လာခဲ့ကြပါတယ်။ជីជីဒီနေ့အရှက်ဦးမမမများပဲ။မပားမမမြအောင်ဟာ။သူတို့ကိုစောင့်ကြည့်နေတဲ့သူကတော့ VIP ဖြစ်ပါတယ်။ဟာဟာဟာ နောက်တစ်ကစားပွဲတွေဝင်လာကြပြီပဲဒီလိုနဲ့မီးတွေထုံးပစ်လိုက်ပါတယ်ကြည်ကြည်ကတော့ဒီကစားပွဲကိုတီလို့စိတ်ပြတ်နေခဲ့ပါတယ်မိနီကတော့ဘူးမတိပါမတိပျော်နေတယ်အဲ့ဒီချိန်မှာအောက်ကနေချော်ရီပူတွေထွက်လာခဲ့တာပေါ့အဲ့ဒါနဲ့သူတို့လည်းစင်ပေါ်ကိုပြေးတက်ကြတယ်ချော်ရီတွေကလည်းဝိုင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိနီရဲ့အဖေနဲ့မိကအောက်ကနေထွက်လာခဲ့ကြပါတယ်မိနီကသူ့ရဲ့မိဘတွေမြင်လိုက်ရတော့အယံကိုဝမ်းသာသွားတယ်။နောက်တော့ဆက်ဝိုင်းကြီးကလေလာခဲ့ပါတယ်။ တမိတာပညာကြီးလေဒီလိုနဲ့အခန်းတွေပွင့်လာတော့တယောက်စီဝင်ရမှာဖြစ်နေပါတယ်ချော်ရီတွေဖြတ်ကျော်ဖို့ရေပုံးတွေပေးလိုက်ပါတယ်အချိန်ကစက္ကန့်30ပဲရှိပါတယ်ဂျီဂျီကဘလို့ဖြတ်ကျော်ရမလဲဆိုတော့ကိုပြလိုက်ပါတယ်ဒီလိုနဲ့ပဲအကုန်လုံးကရေတွေနဲ့ဖြန်းပြီးစက္ကန့်အနည်းငယ်အလိုမှဝင်နိုင်သွားခဲ့ကြပါတယ်ပြီးတော့ပြန်ထွက်လာပါတယ်ပြီးတော့အဝိုင်းကြီးထက်လဲပြန်ပါတယ်တစ်ခေါက်မှာတော့နှစ်ယောက်စီဝင်ရမှာပါဒီလိုနဲ့ပဲရေတွေဖြန်းပြီးထက်ဝင်သွားကြပြန်ပါတယ် ပြီးတော့ပြန်ထွက်လာခဲ့ကြပြတ်ပါတယ်။နောက်တစ်ခါထက်လှည့်ပြီးသွားတဲ့ချိန်မှာတော့၃ရောက်တခန်းဖြစ်သွားပါပြီ။ဒါကြောင့်မလို့တစ်ရောက်ကတော့ရှောရတော့မှာပါအကုန်လုံးလဲလန့်ဖြန့်ကုန်ပါတယ်။ကြည်ကြည်ကနောက်ဆုတ်ပေးလိုက်ပါတယ်။မိနေရတော့ဝမ်းနေပြီးငိုနေခဲ့ပါတယ်။ပြီးတော့ပြေးကြပါတော့တယ်။ဒါပေမဲ့သူတို့ရဲ့အဖေကနောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။ပြီးတော့ကြည်ကြည်ကိုဒုံးထုတ်လိုက်ပါတယ်။ကြည်ကြည်လည်းအချိန်မကြန်တော့တာနဲ့ပြေးဝင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မိနီရဲ့အဖေပဲကြံခဲ့ပါတော့တယ်။ ချော်ရည်တွေပြန်ကျသွားပြီးမီကီတို့ရောက်လာခဲ့ပါတယ်ပြီးတော့မိနီအဖေကိုအဆုံးသက်ပေးလိုက်ပါတယ်မိနီတို့ကတော့ဝမ်းနည်းနေခဲ့ကြတာပေါ့ဒီညမှာလူဝတ်တကရှိတဲ့မိနီကြည်ကြောင်ရှောက်ဆိုင်ရင်တက်လီကားလေးပွင့်သွားပါတယ်ပြီးတော့ဝင်သွားခဲ့ကြပါတယ်ပြန်တွက်လာချိန်မှာတော့ VIP တွေအနားယူတဲ့အခန်းကြီးဖြစ်နေခဲ့ပါတယ် Frontman ကជីជីအမီကိုပြောပါတယ်အာဆီယာနေလူမချင်းညာလားလို့ ကြည်ကြည်အားပြေးပြီးဆုံးမမယ်လို့လို့မိနီတို့တားထားလိုက်ရပါတယ်။မီကီတို့လည်းရောက်လာပြီးတော့ကြည်ကြည်နဲ့မိနီတို့ကိုဝိုင်းထားလိုက်ကြပါတယ်။နောက်တော့ VIP ကမျက်နှာဖုံးချွတ်လိုက်တော့မိနီရဲ့အဖေဖြစ်နေခဲ့ပါတယ်။မိနီရဲ့အမေလည်းရှေ့ကိုတက်သွားပြီးသမီးအမေတို့နဲ့ပူးပေါင်းလိုက်ပါနော်။ဟင်မရဘူးအမေ။သမီးသူ့ကိုချစ်တယ်။ရောင်နေသူတို့ချုပ်ခန်းထဲမှာဖမ်းထားလိုက်ကြစမ်း။ဒီလိုနဲ့ပဲတယောက်ကိုတယောက်ဖက်ရင်းစလန်းလေးရလည်းအဆုံးသက်သွားခဲ့ပါတယ်ရှင်။ ပရိသတ်တွေအားလုံးကကြည်ကြည်မိနေနဲ့မီကီတို့၃ရောက်ရဲ့ဆက်လန်းတွေကိုသဘောကျတယ်ဆိုတော့ channel လေးကို subscribe လုပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်အမကတော့တင်ဆက်သူ Lady King Vice Over အတားပါဂျေဆုတမားရေဘိုင်ဘိုင်